ဒီချက်တွေကြောင့်ဇာဘီက United အတွက်အသင့်တော်ဆုံးနည်းပြဖြစ်တယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ Manchester Football ဇော်ဝင်တင်ဆက်နေပါတယ်။ဇန်နလန်သင်းကိုနိုင်ယူပြီးမှတော့နည်းပြ Emory ရဲ့ထိုင်ကုန်နေရာကပြန်လည်ငြိမ်သက်သွားခဲ့ပါတယ်။ဇန်နလန်သင်းကိုနိုင်လို့ Emory တယောက်ဖိအားတွေရောကြားသွားတာပါ။ Emory စီမှာဖိအားတွေကတော့အများကြီးရှိနေတုံးဆိုတာအားလုံးလည်းသိကြမှာပါ။ Rafford သင်းကိုကိုပြည့်အရှက်တကွဲရှုံးနေပြီးမှ United ဘက်က Emory ရဲ့နေရာကိုစားထိုးဖို့ဆိုပြီးနည်းပြတွေကိုပါရှာဖွေလာခဲ့တာပါ။ ။ရတဲ့နီးပြားတဲ့ຢာတို့အတွက်နာမည်ထွက်ခဲ့တဲ့နီးပြားတွေကတော့တိုးနေသေးပါပဲ။ဒီထဲမှာနာမည်တော်တော်ကြီးခဲ့သူကတော့ဇာဘီဖြစ်ပါလိမ့်။ဇာဘီကတော့ကစားမဘွားမှာလည်းအတော်လေးအောင်မြင်ခဲ့သလိုနီးပြားဘွားမှာလည်းအောင်မြင်မှုတွေရခဲ့ပါလိမ့်။ဇာဘီကယူနိုက်တက်နီးပြားຢာတို့နဲ့တင့်တော်ရဲ့လူလားလို့မေးရင်တော့တင့်တော်ရဲလို့ပြောရမှာဖြစ်ပါလိမ့်။ဒါကိုအချက်အလက်တွေနဲ့ရှင်းပြပါမယ်။ဆိုင်လဖာဂူဆန်နောက်ပိုင်းယူနိုက်တက်ကိုနီးပြားဖြစ်တောင်းယူခဲ့ကြတဲ့နီးပြားတွေထဲမှာစပိန်နီးပြားမပါဝင်သေးပါဘူး။အဲဒါကြောင့်မလို့ယုံကန်ရရလည်းဖြစ်နိုင်ပါရီ ဆိုင်လက်စ်မရှိတဲ့နောက်ပိုင်းယူနိုက်တက်ကအခြေခံအုတ်မြစ်ကနေပြန်ပြီးစတင်နေရတဲ့အသင်းမလို့နီးစနစ်ပိုင်းကျွမ်းကျင်တဲ့နီးပြတူလိုအပ်ပါတယ်။စပိန်ကစားမတွေစပိန်နီးပြတွေဆိုတာကအားလုံးသိတဲ့အတိုင်းနီးစနစ်ပိုင်းမှာတော့ဆရာတစုပါပဲ။ညာတက်ကစားမတွေမှာလိုအပ်နေသေးတာကလည်းနီးစနစ်ပိုင်းမလို့ဇာဘီသာဆိုရင်တော့တေချာတင်ကြားပြတ်တာနိုင်မှာပါ။အိုမာနီနဲ့အာစနယ်နဲ့အာဒီတာကိုတစ်ချက်လောက်ကြည့်လို့ရပါတယ်။စပိန်နီးပြအာဒီတာကအာစနယ်ကိုနီးစနစ်ပိုင်းနဲ့ပြန်လည်တည်ဆောက်ခဲ့ပြီးတော့လက်ရှိအာစနယ်ကစူပလာတွေကိုစိန်ခေါ်နေတဲ့အသင်းဖြစ်လာခဲ့ပါပြီ။ ဇာဘီနဲ့ဆိုရင် United ရဲ့ကစားကွက်ကစားရနေကလည်းအဆင့်တစ်ခုကိုမြင်လာမယ်ဆိုတာသိကြပါရင်ဇာဘီကဘာစီလိုနာအသင်းကိုကင်တွယ်ခဲ့သူမလို့နာမည်ကြီးကစားမတွေကိုထိန်းကျောင်းနိုင်စွမ်းရှိပါရင်ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကုန်းချုပ်ပါရခင်ဗျာ